ချွေးမဖြစ်လာမဲ့သူကိုပေးရန်မျိုးစုံနဲ့တိုင်းတာခဲ့ပေမဲ့ဒီကျေသမားကောင်မလေးကိုချွေးမတော်ရတော့မဲ့နေတွင်းရဲ့မိခင်အလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်နေတွင်းနဲ့မိခင်ဖြစ်သူတို့ကပရိသတ်တွေကမှဝဝင်းရှောင်ရမဲ့မျိုးသားနဲ့ရောက်ခမဆိုပြီးအမြဲဆောင်းနှောက်ခံရတာပေါ့ဘေဘီမောင်ရဲ့ညီမဖြစ်သူတန်ဆင်မောင်နဲ့ဒွေးတို့တွေ့ပြီးပြတ်ကျတဲ့အချိန်မှာပြဿနာတွေဖြစ်ခဲ့တာမို့ဝေဖန်စရာတွေဖြစ်ခဲ့တာပေါ့နေတွင်းကလည်းမိခင်ဖြစ်သူသဘောကျမဲ့မျိုးသမီးကိုသာဇနီးဖြစ်တော်မဲဆိုပြီးကြွေးကြော်ခဲ့တာပေါ့ ဒါပြင်နေတွေးရဲ့မိခင်ဖြစ်သူကလည်းဒါဖြစ်သူကိုအကောင်းဆုံးဆိုတဲ့ချွေးမမျိုးနဲ့သာလက်ထပ်ပေးချင်တာပေါ့မကြောက်ခင်မှာဆိုရင်နေတွေးကလက်ထပ်တော့မှလည်းဖြစ်ပါတယ်မိခင်ကြိုက်ဇနီးများကိုရှာနိုင်တာဖြစ်တာမို့ free way တင်လဲရိုက်ထားပြီးပါပြီချစ်သူကောင်မလေးကငငယ်ချွတ်ချော်လေးဖြစ်ကသူတို့နှစ်ယောက်ကတွဲနေတာလဲကြပါပြီဒါပြင်မိခင်ဖြစ်သူနဲ့တူတူအပြင်တလဲတူတူသွားကဆက်ဆံရင်းလဲကောင်းကြပါတယ်နေတွေးရွေးလိုက်တဲ့ကောင်မလေးကမိခင်ကြိုက်ဖြစ်နေတာမို့လဲတချို့တွေကစိတ်ဝင်စားနေကြတာပေါ့ ဒါပေမဲ့နေတွင်ရဲ့ချစ်သူကောင်မလေးရဲ့အလောက်ကိုင်းက Breath Day ကိုအန်အသင့်သွားစေခဲ့ပါတယ်။ချစ်သူကောင်မလေးက DJ သမားတယောက်ဖြစ်က professional အလုပ်အနေနဲ့ကိုလောက်ကိုင်းနေတာပေါ့။ DJ လောကမှာတေချာရပ်တည်နေတာဖြစ်တယ်လို့ပွဲပေါင်းများစွာနဲ့ like တင်နေရပါတယ်။မျက်နှာလေးကလည်းချစ်စရာကောင်းတာကြောင့်ပူရီသားတွေကလည်းအတော်လေးကိုကြိုက်ပါတယ်။သူမ DJ ဖွင့်တဲ့ညဆိုရင်ပူရီသားတွေကလည်းဝိုင်းဝိုင်းလည်နေတာပေါ့။ညဘက်မှာသာအလုံးလောက်ကဖြောပြရသူဖြစ်တာမို့ night life နဲ့ပြပြအောင်အဝင်အစားကိုလည်းခင်မိအောင်ဝတ်ဆင်ရပါတယ်။ night life မှာပျော်နေကြတဲ့သူတွေဝတ်ဆင်ကြသလိုလမ်းထွက်နေအောင်ပြင်ဆင်ဝတ်ဆင်ရတာပါချွေးမနဲ့ပတ်သက်လာရင်ပေတန်းမျိုးစုံနဲ့တိုက်တာတက်တဲ့နေတွေးရဲ့မိခင်ကခုလိုချွေးမမျိုးကိုသဘောကျတာလားဆိုပြီးမိခွန်းထုတ်နေကြတာပါပြီးခဲ့တဲ့ချစ်သူကမာလီနဲ့တုန်းကနေတွေးကိုလုံးဝသဘောမတူပဲသူ့သားသာအမှန်ဆိုပြီးရက်တည်နေကြတာပါချစ်သူကမာလီက DJ သမားတစ်ယောက်ဖြစ်နေတဲ့အပေါ်ဝေဖန်နေကြတာကိုနေတွေးကတော့လုံးဝလက်မခံပါဘူးစနေလောင်းဖြစ်လာတော့မဲ့ကမလေးက DJ သမားတယောက်နေနဲ့ဖြတ်တန်းနေတာကဝါသနာနဲ့အလို့သဘောရလို့သာဖြည့်ရှင်းလာခဲ့ တာပေါ့အလုံးနေနဲ့အသေးချလောက်ကန်နေတာဖြစ်ပြီးကိုချင်းသိခဘိုင်းမှာလည်းနမဲပြတ်မရှိကြောင်းတွေဝိုက်ကရှင်းပြထားခဲ့ပါတယ်။ဒါ့အပြင် DJ လုံးလုံးနေပေမဲ့ပညာတတ်တယောက်ဖြစ်ကြောင်းကိုလည်းချပြလာခဲ့တာပေါ့။ Engineer ဘွဲ့ရပညာတတ်တယောက်ဖြစ်နေ DJ ဒီနေတားလို့နေတွေးကခက်ချေချေသာတုံ့ပြန်လာခဲ့ပါတယ်။နေတွေးတို့က pre-wedding ပုံတွေကိုလည်းရိုက်ကူးပြီးပြီးမို့မကြာခင်မှာလက်ထပ်ပွဲကြီးကိုလည်းကျင်းပကြတော့မှာပေါ့။နေတွေးဟာချမ်းသာတဲ့တိုင်ဝမ်ကဖြစ်တာမို့မင်္ဂလာပွဲကိုလည်းခန်းအောင်ကျင်းပမှာတည်ကြပါတယ်။ တချို့ကလည်းယောက်ျားတွေကသူတို့ချစ်တဲ့သူဆိုရင်ဘလို့ပဲဖြစ်ဖြစ်တံမိုးထကချစ်နေတတ်ကြတာပါဆိုပြီးတံဝေကရနေကြတာပေါ့နှခမ်းဒီမလေးတချို့ကတော့အရင်ဆက်ဆံရေးတုန်းကလက်ပါဘူးတဲ့မြို့သားကိုအိမ်ထောင်ပြုဖို့စဉ်းစားရတဲ့အပေါ်မှာဇနီးလောင်းလေးကိုချစ်ကျွနေကြပါတယ်ဒါပေမဲ့ကံချင်းလဲမတူတာမို့ဇနီးလောင်းလေးအနေနဲ့လည်းသူ့လက်ထဲရောက်မှနေတွေးကမြို့သားကောင်းဖြစ်နေတာမျိုးလဲဖြစ်သွားနိုင်တယ်လို့ထောက်ပြနေကြတာပေါ့ နေတွဲကလက်ရှိမှာအနည်းပညာအလောက်ရှောင်းမှုတွေမလုပ်ဘဲစီးပွားရေးတာလောက်ကန်လို့နေတာပေါ့ချွေးမဖြစ်လာမဲ့သူကိုပေးတဲ့မျိုးစုံနဲ့တိုင်းတာခဲ့ပေမဲ့ဒီဂျေသမားကောင်မလေးကိုချွေးမတောင်းရတော့မယ်နေတွဲရဲ့မိခင်ပေါ်ဘရသက်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချက်ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ